ီနေ့ကျွန်တော်နဲ့အတူ house solo ရောက်မယ့်အိမ်ကကျွန်တော် personally လည်းအရန်ကြိုက်တယ်တကယ်တော့မိသားစုတွေအတွက်အရန်ကို practically အရန်ကိုလက်တွေ့ကြပြီးတော့အရန်ကို nutrient နဲ့အိမ်မျိုးဖြစ်ပါတယ်ဘာလို့ကျွန်တော်အခုလိုပြောရတယ်လဲဆိုရင်ကျွန်တော်အပြင်ကျွန်တော် archi design ကိုကြည့်လိုက်ဘယ်လောက်လှတကယ် modern minimalist ကိုအယောင်ကလည်းအရန် warm ဖြစ်တယ်ပေါ့နော် တကယ်အတွင်းပိုင်းကျွန်တော်တို့ layout တွေကလည်းအာတကယ် space တွေဆိုရင် ်ဒါ indo garden တွေနောက်ပြီးတော့ကျွန်တော်တို့အပေါ် balcony ဆိုရင်အကျေးကြီးတွေအလွှာတိုင်းမှာ balcony အကြီးကြီးရမယ်အပြင်အခန်းတွေကလည်းစုစုပေါင်းကျွန်တော်တို့ five master bedroom ရှိရပါတော့။တအိမ်လုံးကလည်းကျွန်တော်မြန်မာတွေအကြိုက်ကျွန်းအပြည့်နဲ့အာဝင်လိုက်တာနဲ့တကယ်ကိုနွေးထွေးတဲ့အရာတာရတဲ့အိမ်တစ်လုံးပဲဖြစ်ပါဘူး။ဒါဆိုရင်ဒီအိမ်ကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ house လုပ်လိုက်ပါ။ Let's go ။ ခုကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ခြံအပြင်ကိုစကြည့်မယ်ဆိုရင်ခြံအပြင်ရဲ့ဒီဇိုင်းအစကျွန်တော်လုံးဝပိတ်လောင်ပြီးတော့အာအပိတ်ကြီးမဟုတ်ဘူးသူ့အနေနဲ့သူကျွန်တော် space လေးတွေဒါရွှေလာငွေလာတွေလှုပ်ထားတယ်ညဆိုရင်လည်း night scene ဆိုရင်လည်းအရန်ကိုလဒီတလန်းလုံးမှာဒီအိမ်ကပဲ elegant အဖြစ်ဆုံးပေါ့နော်သူက lex ဘယ်လိုပြောရမလဲဆိုရင် luxury ဖြစ်ပြီးတော့အဲ့လို grand ဖြစ်တယ်ဆိုတာမျိုးတဲ့ modern ဖြစ်ပြီးတော့အဲပူပြီးလူငယ်ဆန်တဲ့ vibe တော့မဟုတ်လားဟိုဒီလိုမျိုး vibe ရတဲ့အိမ်တစ်လုံးပဲဖြစ်ပါအရန် classic ဖြစ်ပြောအရန်ကြီးဟိုကြွားဝါနေတာမျိုး vibe မဟုတ်ဘူးနွနွထွထွေးနဲ့အဲဒီခေတ်ဒီခါမှာအရန်ကိုလူလက်ပိုင်းဆန်တဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်ချန်စီယူဆိုရင်ခုနကကျွန်တော်ပြောလို ventilation ကောင်းတယ်ပြီးတော့ရင်အာအပင်တွေစိုက်ထားတဲ့အပြင်ကျွန်တော်တို့ဟိုမြန်မာတွေအကြိုက်လက်လဲကောင်းမဲ့ရွှေလံငွေလာရေးအများကြီးတုံးထားတယ်ကျွန်းတွေလည်းအများကြီးတုံးထားပါတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့အမ် တင်မုံကြောက်တွေနဲ့မိတ်ဆွေတင်ခြင်းလာရင်ကားထားလို့ရတယ်။ပြီးရင်နောက်တစ်ခုကတကားပေါ့နော်။တကားကပုံမှန်ကျွန်တော်တို့မြင်ရမှာဒီလို slide တို့ဟိုဘက်ဒီဘက်ဖွင့်ရင် space ရအများစားရမယ်။ဒီအိမ်မှာတော့ကျွန်တော်တို့ holo အမဲအောင်ကိုကျွန်းနဲ့ဆက်ပြီးတော့ဒီလိုပေါ့နော်။အဲဒီလိုလောက်ထားတယ်။လက်ပြခောက်အများကြီးခောက်ထားတာဖြစ်တယ်ကြောင့်မလို့ကျွန်တော်တို့တကား space ကတော်တော်လေးကိုတက်တာမယ်။နောက်ဒီတစ်ခုကတော့ကားကို ဟိုပါဂျီရိုဘာလို့ဝင်လို့ရအောင်လဲစီစဉ်ထားတယ်တကယ်လို့ကိုကကုကာဒီထက်ပိုကြီးရယ်ဆွင်လဲဒါကိုကျွန်တော်ပြင်လိုက်ရုံပဲပေါ့နော်လာထဲကိုဆက်ပြီးတော့ကြည့်ကြည့်အောင်ဆိုကျွန်တော်တို့အိမ်ထဲကိုဆက်မကြည့်ခင်မှာဒီအိမ်ကို35500နဲ့အယောင်းဖွင့်ထားတာဖြစ်ပါတယ်။မြေကြီးကတော့ပေ40ပေ60မှာပေ35 48ပေအာဒါ 3R စီအိတ်ခမ်း၅ခမ်းစောက်ထားတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်။အနေအထားကိုကြည့်မယ်ဆိုရင်ဒါမြောက်တကုံ 45ရက်ကွယ်ကျွန်တော်တို့ဘာဒူလမ်းမကြီးရောမဟာဗန္ဓုရလမ်းမကြီးကိုနှီးရပါတော့တကယ်ကိုတိတ်ဆိတ်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်ပဝင်းကျန်လေလုံးဝအင်ဂျင်အင်ကောင်အင်အပြည့်ပါတော့အာနောက်ဒီနာကတော့ကာဘကင်ပါတော့ကာဘကင်နေရာမှာဆွင်လဲတာကျွန်တော်ယူယူကြွေပြားခင်းထားတာမျိုးတဲ့တင်ပုံးကြောက်ကိုတင်ပုံးကြောက်ကိုကတ်ထားပြီးတော့သူကတော့အာကျွန်တော်တို့ဒီအလှဆင်တာပါတော့ပြီးရင်ကျွန်တော်တို့ဒီကာဘကင်ဆွင်လဲတာ crush တဲ့ရောက်သွားရေလုံးဝအာကျွန်တော်တို့မိုးလုံလေလုံဖြစ်သွားတယ် ဒီနားမှာဆိုရင်လည်းကျွန်တော်တန်းပြီးတော့ဧကန်ကိုကြော်ပြီးတော့အပေါ်တက်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အဲအိမ်ကအပြည့်မဟုတ်ပဲねဒီဘက်ကောဘက်က space ကကြံသေးတယ်နောက်အိမ်ထဲမှာလည်းအခုလို modern ထဲမှာမှဒါအစိမ်းရောင်ဟိုကျွန်တော် green space စီ landscaping တွေလုပ်ထားတာဖြစ်တဲ့ကြောင့်ပူပြီးတော့လုံးဝအေးခေးတဲ့ concrete အိမ်တစ်ခုပဲမဟုတ်ဘူးเนาะနွေးထွေးတဲ့အဲလူနေတဲ့ အငွေ့အသက်ကိုရမယ့်အိမ်တစ်လုံးလေးဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ထုံးစံအတိုင်းပဲအဝီစီရမယ်အာဒီအာဂျိုးဖြူရမယ်ပြီးတော့ရင် ground tank ထားရမယ် overhead tank လည်းရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကနေပြီးတော့ဒါပုံမှန်ကားပေါ့နော်ဒီကနေလူဝင် gate ရှိမယ်နောက်ဒီဘက်မှာဆိုရင်လည်း green space တခုထားရတယ်ဒီကလေးကျွန်တော်က prefer ဖြစ်တာ green space ကတော့ maintenance လုပ်ရခက်တယ်ပေါ့နော်ဆိုတော့ကျွန်တော် deck လေးတခုလုပ်ပြီးတော့ အာကျွန်တော်ဒီမှာအပင်လည်းရှိတယ်အမိုးလေးလှုပ်လိုက်မယ်အမိုးဆိုရင်လည်း ठी လေးပေါ့နော်အဲအဲ့လိုလေးလှုပ်လိုက်မယ်ဆိုရင်လည်းပူပြီးတော့ maintenance state လုပ်စီရမလို့ပဲနဲ့အာအတုံးဝင်မယ်နောက်တစ်ခုကတော့ကျွန်တော်အပြင်ကနေခုနမြင်တဲ့အတိုင်းလုံးဝ chance ကိုအပိတ်မဟုတ်ပဲနဲ့ဒီလိုလှုပ်ထားခြင်းအဖြစ်နေရတာပူပြီးတော့လွတ်လပ်တယ်အသက်ရှူကပူချောင်းတယ်ပေါ့နော်ဒါကတော့အင်ယာတွေထဲမှာဆိုရင်လုံးဝအရန်ကိုမိုက်မဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ် chance ကိုပါဆိုရင်ကိုယ့်ရဲ့အိမ် နဲ့လိုက်အောင်ခြံစည်းလှုပ်ထားတယ်ကိုယ့်ရဲ့နေရာပုံမူတည်ပြီးခြံစည်းလှုပ်ရပါနော်အပေါ်မှာ plate စူးချိုးရတော့ကိုယ့်အကိုပြန်ကတ်ရမယ့်အနေထားရှိမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဒါမြန်မာတွေအကြိုက်တုံးကရွှေလာငွေလာတွေပန်းခုံတွေပန်းခုံဆိုရင်လည်းဒီတိုင်းခုံချထားပြီးတာမဟုတ်နော်တခါလဲစိုက်ထားပြီးပြီးတာဒါတွေဆိုရင်တခါလဲရွှေထားပြီးတာဟိုကုံကြစိအများကြီးကုံကြပြီးတော့ဆောက်ထားကတ်ထားပါနော်နောက်တစ်ခုကဒီဘက်မှာဆိုရင်ဒါနေရပါတော့ space ရမယ်လူသွားလို့ရပဲ air con outdoor ထားလို့ရမယ်အနောက်မှာလုံးဝ အာပြောမှဆိုရင်တော့ secret space တခုရှိမှာဖြစ်ပါတယ်ဒီအိမ်ကိုတော့ကျွန်တော်ဒီအိမ်ထဲဝင်မကြည့်ခင်မှာအများကြီးညွန်းနေပါတော့ဘာလို့အများကြီးညွန်းနေဆိုရင်ကျွန်တော် personally တကယ်ကိုလေးအောင်အရန်ကြိုက်လို့အရန်လဲကောင်းတဲ့အိမ်တလို့မလို့ဒီအိမ်ကိုစောက်တဲ့လူကိုလည်းကျွန်တော်သူ့ရဲ့ construction ကိုလည်းအောက်မှာကျွန်တော် mention ခေါ်ထားပေးမှာဖြစ်ပါတယ်ဘာလို့ဆိုရင် appreciate လောက်အောင်ပါဗောနော်ဒီ credit လေးပေးရမယ်ဒီလောက်ကောင်းတဲ့သူတို့လိုကောင်းကောင်းမွန်မွန်စောက်ထားလို့ကျွန်တော်တို့တင်ဆက်လို့ရတယ်တင်ဆက်လို့ရအားလုံးကြည့်လို့ရပါဗောနော် ဲအဆင်တော့စပြီးတော့အိမ်ထဲတွတ်ကြည့်မှဖြစ်ပါတယ်ကဲအခုကတော့ကျွန်တော်ဧကန်ထဲရောက်မှဖြစ်ပါတယ်ဒီဧကန်မှာအခုမြင်ရတဲ့ furniture ကတော့အကုန်လုံး building furniture ဖြစ်ပါတယ်ကိုဓာတ်ရူမကြိုက်ဘူးဆိုရင်တော့မှဈေးကောင်းကောင်းနဲ့ပြန်ပြီးတော့ဟိုဟာရောင်းလို့ရမယ်အနေထားတောင်ရှိရဲဒါပေမဲ့ဒီအိမ်နဲ့လိုက်ဖက်အောင်သူ့ဟာ furniture သူ့ဟာနဲ့အတူလုပ်ထားပြီးသားပေါ့နော်ဒီအိမ်မှာတော့ကျွန်တော် ventilation ပေါ့နော်ပထမဆုံးတစ်ခုပြောချင်တာကတော့အာကျွန်တော် lighting ventilation อ่ะတကယ်ဟိုအာခီနဲ့စောက်မစောက်ဆိုအရင်သိတာ ဒီမှာဆိုရင်ကျွန်တော်တို့တကယ်ဟိုအာ hidden garden တခုပေါ့နော်အာကျွန်တော်အိမ်တစ်ခုလုံးရဲ့အလဲဦးတိုင်းမှာ garden တခုလုပ်ထားတယ်အလွာတိုင်းအတွက် lighting ရနေတဲ့နေရာတခုဖြစ်ပါတယ်စီလီယံလည်းကျွန်တော်တို့ဟိုအရန်ဟိုရိုးရှင်းနေပြီးတော့အပေါ်မှာ eco wood တွေနဲ့လုပ်ထားတယ်တော်တော်လေးလာတယ်ဖုံတင်မဲ့နေရာလည်းမရှိဘူးတော်တော်လေးကိုလာတယ်ကျွန်းခင်းထားတယ်လည်းညက်နေရောအဲဆိုတော့စပြီးတော့ကျွန်တော်တို့ explore လုပ်ရအောင် ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ညာဘက်ချမ်းမှာတော့အခုလိုအပေါ်တက်တဲ့လီကာပြီးသွားရင်ဒီဘက်မှာကျွန်တော်တို့ရဲ့ကားပါကင်ကနေဝင်လာရမယ့်နေရာပေါ့နော်ဆိုတော့တကယ်လို့ဒါဒီနေရာမှာကျွန်တော်တို့ space ကိုမပေးလဲဘူးဆိုရင်အာထမင်းစားကန်းလိုအခန်းခြေတခန်းရမယ်ဆိုပေမဲ့အဲ့ထက်ပိုတန်ဖို့ရှိတာတအိမ်လုံးရဲ့အလနေလို့ထိုင်လို့ကောင်းတဲ့ feeling အသက်ရှူချောင်းတဲ့လေကောင်းလေတန်းရမှုတွေဒါတွေနဲ့လဲလိုက်တာပေါ့နော်အဲထမင်းစားကန်းတို့ကနေသူကောင်းမှုကြံပြီးတာ ဒီမှာဆိုရင် own garden ဖြစ်သွားပြီကျွန်တော်မျက်ခင်းစိုက်ထားရင်အိမ်တအိမ်ကကျွန်တော်ခုနပြောတယ်လို့ပေါ့အာ concrete နဲ့ပဲလုပ်ထားပြီးတော့အခန်းတွေအများကြီးလောပါကြည့်ပြီးတော့ဖွက်လိုက်မယ်ဆိုရင်အခန်းရတယ်ဒါပေမဲ့ကျဉ်ကျက်နော်ကျဉ်ကျက်တယ်အသက်ရှူကျက်တယ်ဟိုအိမ်ထဲမှာအကြိုင်းမနေခြင်းတဲ့ feeling မျိုးမရှိစေရအောင်မကြည့်လိုက်ဒီဟာဆိုရင်ကိုယ့်အိမ်တွေက view ပေါ့နော်အာအရင်ကိုလိုက်ဒီမှာဆိုရင်ငါးကန်လုပ်ထားပြီးတယ်ကြာကန်ပေါ့နော် ဲဒီမှာဆိုရင်ငားဆိုရင်လည်းလက်ကောင်းတဲ့ငားတွေမွေးလို့ရတယ်အဲတကယ်ကိုချင်းတွေပါရင်မလာအောင်လဲကျွန်တော်စီးလေးပါရင်နည်းနည်းထည့်လိုက်ရင်ဖိုင်သွားရင်ဒါအแทမှာလုံးဝတီးတဲ့ကိုယ့်ရဲ့ကဘာငေးလေးပေါ့နော်ဆိုတော့အခုကျွန်တော်စပြီးတော့ကြည့်အောင်တော့ကလကားတွေပါ냐အကုန်ပါပြီးသားပေါ့နော် ground floor မှာတော့ဒီမှာရေကျူးခန်းအင်တာပါပြီးသားအခန်းခြေတစ်ခန်းပါမယ်ဒါကျွန်တော်တို့မိဘခန်းနဲ့ထမင်းစားခန်းဖြစ်သွားတယ်။ကဲဘလို့လဲ space ကအကျယ်ကြီးပဲ။ စီလင်းရတယ်လုံးဝတက်ရက်နေဘူးတကယ်ကိုတက်ရက်တကယ်လှတယ်ဗျဒီမှာဆိုရင်ဒီကနေအလင်းဝင်မယ်ဒီမှာဆိုရင် breakfast စားမယ်ထားလိုက်ကြောင့် imagine လုပ်ကြည့်ပါတော့ဘာလို့ဆိုကျွန်တော်ဗီဒီယိုအတူတော့မြင်းမြန်ဆန်ဆန် TikTok version ဗီဒီယိုအတူ1မိနစ်3မိနစ်စာဗီဒီယိုအတူလုပ်ထားပြီးတယ်ဗီဒီယိုအရှေ့ကတော့တက်တက်ကိုကျွန်တော် vlog ပေါ့နော်ကျွန်တော်လေးရှေ့မှာပေါ့နော်အရှေ့ကြီးဖြစ်မယ်ကျွန်တော်ခန်းစားမိတဲ့ဟာမြင်တဲ့ဟာ အာဏာချက်တွေအာဏာချက်တွေကျွန်တော်ပြောပြမှာနော်ခုနပြောလို့ဒီလူမျိုးတစ်ခုလှုပ်လိုက်တာအာဏာချက်ဘာဖြစ်သွားမလဲဆိုနေရအများကြီးပုတ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့15ဘီပတ်လေလောက်ကိုသုံးထက်ဆိုရင်အမနေဦးလေပေါ့နော်ဆိုတော့မနေဦးဒီဒီမှာဆိုရင်ကျွန်တော်ခုနပြောလို့ပေါ့အကဲဒီမှာကျွန်တော်တို့မနက်စာ breakfast စားမယ်အလုပ်သွားခါနေဒါမှမဟုတ်အလုပ်တစ်ခုခုစဉ်းစားတယ်လမ်းပေါ်မှာခွေးသွားနေရစပိန်သွားနေတာကြည့်စရာမလိုကိုယ့်ရဲ့အိမ်တွေကပန်းခြံလေးတွေကိုယ့်ရဲ့ငားလေးတွေ ကိုယ်ဆိုင်ထားတဲ့အပင်လေးတွေကိုကြည့်ပြီးတော့ဒါအများကြီးဟိုအုံနောက်ကို refresh လုပ်တယ်ပေါ့နော်အိမ်မာတင် energy ကို charge လုပ်မယ် resort ဘာညာ staycation သွားစရာမလိုဘူးပေါ့နော်ဒီမှာကတော့အပေါ် cabinet ပါပြီးတဲ့ kitchen counter ပေါ့နော် kitchen counter ကိုလည်းရိုးရိုးရှင်းရှင်းပဲဘာလို့လဲဆိုတော့ကျွန်တော်ဒီကနေပြီးတော့ဖွင့်လိုက်လို့ဆိုတော့အနောက်ဘက်မှာ worth kitchen လုပ်မယ်အဲ worth kitchen မှာကျွန်တော်အသားငါးတွေပဲကိုင်မယ်ဟိုတဲ့မလား ကိုအလုံးအညော့လေးပဲအပြင်မှာချက်မယ်ဒါကတော့လုံးဝ for sure အာ for sure နဲ့ကျွန်တော်တို့ဟိုအုတ်ခွက်ပကံထားမယ်ထမင်းစားမယ်တကယ် more than ခင်မဒီလူမျိုးနေတဲ့မဟုတ်ဘူးဒီအနောက်ဘက်မှာ what kitchen လို့ဘုနေရာကောင်းအောင်ရတယ်ဒါကကိုကကိုပြန်လှုပ်ယူရမယ်အနေထားမှာရှိမှာပေါ့နော်ဒီမှာဆိုရင်ကြွေပြားလေးကတ်မယ်ပြီးသွားရင်ဟိုကျွန်တော်တို့အာဆန်းရှိတ်လေးတတ်လိုက်မယ်ဆန်းရှိတ်တတ်ပြီးတော့ကျွန်တော်တန်ဆူးကျူးတွေပဲကတ်လိုက်မယ် ပြီးသွားပြီဒီဘက်ချမ်းဆိုရင်ကျွန်တော်အဝတ်လျှော်ဆက်တွေပဲထားအဝတ်တွေပဲလမ်းเนาะအဲကြိုက်တယ်လို့လွတ်လို့ရတယ်ဒါကတော့ဘယ်တော့မှမကုန်းလीเนาะဒါကိုယ့်အကိုပြန်လုပ်အောင်မယ်အနေထားဖြစ်တယ်ဒီမှာတော့ common wc လို့လည်းပြောလို့ရတယ်အများတုံးလို့ရတယ်အဲတနည်းအားပါเนาะကဲအခုကျွန်တော်တို့ဟို ground flow မှာတင်တော်တော်များများလီပေါ်သွားပြီပေါ့နော်ဒီမှာဆိုရင်အဝတ်လျှော်ထားမယ်နောက်ဆုံးအနောက်မှာ sunshade ထိုးထိုးပြီးတော့အဝတ်လျှော်ဆက်အဝတ်ချောက်ဆက်အဝတ်လမ်းမယ်နေအကုန်အပြင်ထုတ် အိမ်ထဲမှာတော့လုံးဝဟိုဟိုတယ်တစ်ခုလုံးတန့်ပြန့်နေအောင်နေမဲ့အိမ်မျိုးပေါ့နော်ဒါတော့မိကြီးထက်မှာဒီကျူးကအိမ်ဒါတွဲရပါတဲ့အခန်းကြီးတစ်ခန်းဖြစ်ပါတယ်ဒီမှာကြည့်ဒီလူအခြေဆိုရင်ပြီး20ကျော်ရှိတယ်ဒီလူဆိုရင်15ပြီး18ပြီးလောက်ရှိနေလို့ထိုင်လို့ခြောင်တယ်အသက်ရှူခြောင်တယ်ဒီပကြီကားတွေကတော့မပေါဘောနော်ဆိုလူချင်းရင်တော့ပကြီကားစီလုံးတစ်ခုဖြတ်ပြီးတော့ဒါထထား ကဲလို့ရမယ်ဒီမှာရှိဒါတော့အာဒီကျွမ်းအင်တာဆိုရင်အပေါ်မှာ ventilation ကောင်းအောင် lighting ကောင်းအောင်ပါပြီးတာဒါဆိုရင်ကျွန်တော်တို့ဒီ piano tap နဲ့ပေါ့နော်ဒါတော့ကျွန်တော် ground floor ရဲ့အိတ်ခန်းတခန်းသမီးစားခန်း drawing kitchen ဒီဘက်မှာ own garden တခု ਨੇ living ပေါ့နော်ဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ second floor စပြောလေးလာမှာဖြစ်ပါတယ် second floor မှာလည်းကျွန်တော်လေးလာစရာအများကြီးရှိတယ်ဒီမှာကတော့ကျွန်တော် store ပေါ့နော် store တို့ solar solar အတွက် battery တို့ပါအောင်ထားလို့ရမယ်နောက်တစ်ခုကဒီအိမ်မှာကျွန်တော်တို့ရဲ့ဒီလေကားလျှမ်းနေဆိုရင် solid ဖြစ်ပြီးတော့လုံးဝဟာတောင်းတင်းခိုင်မာမှုကတော့ down down မီလို့ပြောလို့ရတယ်တင်းတင်းနေပဲတင်းပြီးတော့အရင် ဟိုမင်းနီမဲလစ်ဖြစ်တယ်ရှင်းနေရပါတော့အဲ့လိုနောက်တော့ဒီလိုမျိုးဘင်းနေရတယ်မှာဆိုရင်လုံးဝကွန်ကရစ်အဲ့လိုထုတ်တွေတိုင်တွေကိုဘာနဲ့ဖုံးလိုက်လဲဆိုရင်ကျွန်းနဲ့ဖုံးလိုက်တယ်ကဲဘလောက်နှွေးထွေးသွားတယ်ဒီမှာဆိုရင်ပကြီကားတွေတူနေရနေတူပေါ့နော်ဆိုဒီလိုနေရဆိုရင်ကျွန်တော်ပန်းခုံတွေထားလို့ရတယ်ပကြီကားလေးတွေထားလို့ရတယ်ကိုယ့်ရဲ့ memory ထားလို့ရမယ်ပေါ့နော်ဆိုဒုတိယအလွန်မှာတော့အခန်းနှခန်းရဲ့ကျွန်တော်တို့ဖះအကြောင်းဆောင်ရဲ့ပေါ့နော် ပထမဆုံးဘုရားကျောင်းဆောင်အရင်ပြမယ်တကယ်လို့ဒါက multi use ပေါ့နော်ကိုကဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတစ်ယောက်ဆိုရင်လေဒီမှာဘုရားကျောင်းဆောင်ထားမယ့်နေရာထည့်ထားပေးပြီးသားဗုဒ္ဓဘာသာမကိုးကွယ်လို့ဆိုရင်လေဒီမှာ family living room လုပ်လို့ရတယ်ဒီရဲ့ space ကဘယ်လောက်ကောင်းလဲဆိုရင်ဒီမှာအရှိအနောက်တောင်မြောက်အခန့်အကုန်လုံးကအလင်းကျွန်တော်အလင်းဝင်ပေါ့ lighting box ရှိတယ်ဒီမှာကြည့်ဒီကနေဝင်လာမယ်ဒီကနေဆိုရင်လေကျွန်တော်တို့ရဲ့ကဲဒီမှာကြည့်ကဲကျွန်တော်ရဲ့ကင်မရာမင်းရဲ့ချစ်လို့ feeling လုပ်ပြီးပေါ့ဒီကနေဆိုရင်ဒါ own garden တခုခံစားမယ်ဒီမှာဆိုရင်စိမ့်လက်ဆိုပြီးနေပဲရေတံခွန်လေးတွေထည့်မယ်ငါးတွေတွားနေမယ်အလွာတိုင်းရဲ့ဒီ veranda လေးကိုမြင်နေရမယ်တကယ်ကိုအဲ့လိုပိတ်လောင်နေတဲ့အိမ်လေးအောင်မျိုးလုံးဝမဟုတ်မြောက်တံခွန်ထဲမှာ तू ကခြုံထွက်နေတဲ့လေးအောင်မျိုးလို့ပြောလို့ရတယ်ဗောနော်ဒီဘက်မှာလည်းကဲဒီမှာကြည့်အပင်လေးစိုက်ထားတယ်မိသားစု အနေမိနေရလုပ်မယ်ဆိုရင်လည်းလင်းထိန်ပြီးတော့အဲကွန်လေးဖွင့်နိုင်မယ်အေးနေမိုးရာသီဆိုရင်လည်းတကားလေးပဲဖွင့်ပြီးတော့အပြင်ကလေကောင်းလေတန့်လေးဝင်နေမယ် imagine imagine ဆိုတော့ကျွန်တော်တို့အခု second floor ရဲ့ဒါ second floor ရဲ့ပထမဆုံး platform ပေါ့နော်အိမ်ကအလဲကလည်းဒါကျွန်တော်တို့တောင်ဘက်လက်ဖြစ်တယ်နေဆိုရင်ဟိုဘက်ကနေဝင်မယ်နေလေးမထိုးအဲအဝတ်လမ်းနေပါဆိုရင်လည်း fine ဒီနေရာမှာတော့ကျွန်တော်တို့ဒူးရဲ့အလွာရဲ့ platform တစ်ခုပေါ့နော်။မဆွင်ကြည့်လိုက်။မာ။ဟူးလာလိုက်တာဗျာ။ Let's go ။အဆင်တော့ကျွန်တော်ကဘာလို့ကျွန်တော်ဒီအိမ်မှာဘာလို့ပြချင်လဲဆိုရင် living space ဆိုတာအိတ်ခမ်းကလွဲရင်တခြားနေရာအများကြီးကျန်တယ်။ဘာလို့လူဆိုတာတနေ့ကိုအိတ်နေရာမဟုတ် activity တွေအများကြီးရှိတယ်။ကျွန်တော်တို့အပြင်မှာ barbecue မလုပ်ရင်လည်း ဟိုလမ်းလျှောက်တာတွေရှိနေဥမာဟိုလူကြီးမိပါတယ်ဆိုရင်လမ်းမှာလျှောက်ညဆိုအဆင်မပြေဘူးခုအိမ်မှာလျှောက်မဲ့နေရာရှိမယ်ခုံလေးထားမယ် living space ဒီဘက်မှာဆိုရင်လည်းအဲ့လိုပဲပန်းခုံလေးတွေသူ့သူ့ရဲ့အသက်အရွယ်နဲ့အမျှအတွေ့ activity တွေမျိုးစုံရှိဒါကြောင့်မလို့ဒီအိမ်တစ်ခုမှာတော့အာလူရဲ့ living က activity တွေနဲ့ပေါင်းစပ်ထားတာပေါ့နော်အဲဒါကြောင့်မလို့ဒီအိမ်ကတကယ်ကောင်းတဲ့အိမ်တစ်ခုဆိုတာကျွန်တော် မြင်တယ်အိမ်ဝယ်ဖို့စဉ်းစားနေဆိုဒီအိမ်ကိုဝယ်ကိုဝယ်တဲ့နဲ့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မြင်မြန်ကိုလာကြည့်ပြီးတော့ဝယ်ယူလို့ရတဲ့အိမ်မျိုးပေါ့နော်အိမ်ဆောက်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီအိမ်ကို reference အများကြီးယူလို့ရတယ်အိမ်မျိုးပေါ့နော်အိမ်ဆောက်မယ်ဆိုရင်လည်း construction လည်းကျွန်တော်ဒါကျွန်တော်တို့ကလေးစားလို့အာကျွန်တော်တို့ဒီ appreciate လုပ်လို့ကျွန်တော်ထည့်ထားပေးမှဖြစ်ပါတယ်ဆိုတော့ဒီမှာကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ရှောက်လန်းရှောက်လန်းနေရမှာဒီမှာကြည့်ဒီကနေပြီးတော့လေကောင်းလေတန်းဝင်နေမယ်ဥမာလူကြီးမိဘဆိုရင်အဲကောင်မကြိုက်ဘူးဗျအဲကောင်မကြိုက်ရင် ဖြန့်ထားလို့ရတယ်မိုးရသည်အာနေအရန်ပူတယ်ဆိုရင်လည်းအဲကွန်းဖြန့်ထားမယ်တဘာဝအလင်းကဝင်နေမယ်ဘလောက်ကောင်းတဲ့နေရာဆိုဒီမှာတော့အခန်းနှစ်ခန်းပါနော်ဒီမှာတခန်းဒီမှာတခန်းဒီအခန်းရဲ့နေရာဆိုရင်လည်းအာကောင်းမှာကောင်းဗျာဒီမှာကြည့်ဆိုတော့ကျွန်တော်လည်းလည်းကောင်းကြီးဒီဘက်ချမ်းမှာလည်းတဘာဝအလင်းအောင်ရတယ်ဒီဘက်ချမ်းမှာလည်းတဘာဝအလင်းအောင်လည်းရတယ်ပတင်းပေါ်လည်းအကျယ်ကြီးပဲတိမ်တွေမိုးသားတွေကြီးလို့ရတယ်ဒီဘက်ဆိုရင်လည်းကိုယ့်ရဲ့ ကူပိုင်ဝရန္တာရှိမယ်နော်။ဟာကူပိုင်ဝရန္တာနော်။ကြထွက်လိုက်ပြီးဆိုရင်ဘလော့ကောင်းတယ်။ဒီဘက်အိမ်ကလည်းဒါပါမနန့်ဖြစ်သွားရင်ထပ်ပြောမဆောက်တော့ဘူး။သူ့အတွက်ကားပါကင်တနည်းရအောင်။ဒီမှာဆိုရင်ကိုယ့်ရဲ့ဘန်းချံဟိုဘက်ဆိုကိုယ့်ရဲ့ဖခင်ကျောင်းဆောင်ဖြစ်ဖြစ်ကိုယ့်ရဲ့ family living room ဖြစ်ဖြစ်ရမယ်။ဆိုတော့ဒီအိမ်မှာကတော့ကျွန်တော် space ပေါ့နော်။အခုအခုနောက်ပိုင်းခင်မှာအရင်တုန်းကကျွန်တော်တို့အာအရင်ခက်ခဲတဲ့ခင်မှာလူတွေကလုံခြုံမှု အခုကလူတွေရဲ့ civilization မြင့်လာရင်တော့ space vibe ကအရေးပိုကြီးသွားပြီပေါ့နော်ဒါကြောင့်မို့ဒီအိမ်ကကျွန်တော်တို့ဒီခေတ်ဒီခါရဲ့ vibe နဲ့လုံးဝ taste ကကွက်တိဖြစ်သွားတယ်သူရေချိုးအိမ်ဒါကလည်း butt up ကတော့ကိုယ့်အကိုပြန်ထည့်ရင်ဒီမှာ butt up အပြစ်ရမယ် space ကသူ့အတူကျဲပြီးတာခုနှစ်ပေရှစ်ပေလောက်ရှိမယ် shower space ဒီမှာ shower လည်းလုံးဝအပြစ်ကျွေပြားအပြစ် ventilation အပြစ်ပြီးနောက်ပြီးတော့ဒါ နောက်တစ်ခန်းပေါ့နော်ဒီအခန်းလေးမှာချင်းဒီအိမ်ကတော့အခန်းနဲ့ကျယ်တယ်အခီးကဘလို့ဆွဲထားလေးကိုကျွန်တော်တို့ကဟိုဟိုအရန်ဟိုသဘောကျမိတဲ့အိမ်မျိုးပေါ့နော်ဘာလို့လဲပန်းချန်နေရာလည်းအကျိထားလိုက်ပြတင်းပေါ်လည်းအများကြီးထားလိုက်တယ်ဝရန်တာလည်းအများကြီးထားလိုက်တယ်အိမ်ခန်းလည်းငါးခန်းရသေးတယ်ပြီးတော့ဒီလိုမျိုးအခန်းတိုင်းကလည်းအဲ့လိုကျယ်ရေချွတ်အိမ်သားလေးကျဲဆိုပါတော့။ So ဟာဂုဒူရရဲ့ဘာလို့ဝိုင်းယူကောင်းတာကြီးပဲပြောနေရောင်းကျင်လို့မလားတော့ဗျာမဟုတ်ဘူးကိုရောင်းကျင်တဲ့အိမ်ကြီးအများကြီးအိမ်တိုင်းရောင်းတယ်သူ taste နဲ့သူ taste ပေါ့နော်ဘာလို့ဆိုဒီအိမ်ကိုကိုယ့်ရဲ့ taste ကိုတွေ့နေရပါနော်အာအိမ်ဆိုတာကတော့အများတော့အားတာကြအားနေကြတော့ရှိတယ် products တခုဖြစ်တဲ့ကြောင့်ဒါပေမဲ့အိမ်ဖြစ်တဲ့အတွက်ကြောင့်သူသူ့ရဲ့နေရာမှာသူဖန်တီးရတဲ့ဟာကအရန်ကိုလက်ရမြောက်တဲ့အိမ်တလုံးမလို့ဒီလောက်အကြာကြီးညှိုးနေတာပေါ့နော် ဗီဒီယိုအတူကြည့်တဲ့လူကတော့ကျွန်တော်အခုလူကျွန်တော်ရဲ့ဟို opinion တွေကျွန်တော်အမြင်တွေအများကြီးချပြပြောပြနေတာသူခံစားမိမှာမဟုတ်ဘူးဆိုတော့ဗီဒီယိုအတူကိုလည်းမြင်မြင်တော့ကြည့်ဖို့နော်အရှိလေအေးစေးအဲနောက်ဆိုရင်ကြည့်ဖို့အာဖိတ်ခေါ်ပါတယ်ပြီးတော့ရင်ကျွန်တော် YouTube မှာကြည့်လို့ရတယ် Facebook မှာလည်းဗီဒီယိုအရှိကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ cameraman လေးကျွန်တော်ဒီမှာဒီ vibe လေးကိုကျွန်တော်ထပ်ပြပြချင်တယ်ကျွန်တော်ကင်မရာဆီယာနဲ့ကျွန်တော်ဒီမှာရှိဒီကနေပြီးတော့ ီလိုမျိုးကကိုယ့်ရဲ့ဘယ်ကနီဘယ်ကနီကလည်းလုံးဝရှုပ်ထွေးနေတာမျိုးမဟုတ်ဟိုဘယ်လိုပြောမလဲဆိုရင်ဟိုကွန်ကရစ်နဲ့အေးကင်းနေတဲ့ vibe လည်းမဟုတ်သူကနေသူဟိုဒီခေတ်ဒီခါရဲ့ minimalist ကို lifestyle ပေါ့နော်အရင်ကြွားဝါတဲ့ lifestyle လုံးဝမဟုတ်ဘူးနှွေးထွေးတယ်လုံခြုံတယ်တသက်ရက်ရှိရဲ့အဲ့လိုမျိုး vibe ကိုလုံးဝအပြည့်ရတယ်ပေါ့နော်ကဲဆိုရင်တော့ second floor ပြီးတော့ရင် finally ကျွန်တော်တို့အပေါ်ဆုံးအလွယ်ပြတ်ကြည့်မှဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့အိမ်လေးမှာကျွန်တော်တို့ concrete ဒီလို beam တွေ column တွေမြင်တဲ့နေရာမှာဆိုရင်ဒီလိုမျိုးအုပ်လိုက်တယ်ပြီးတော့ရင်ရွှေလောင်ဝေးလာကတ်လိုက်တယ်တကယ်တော့ဒါ cost ကဘယ်လောက်မှမရှိဘူးဒီလိုလုံးလိုက်ခြင်းအပြင်အိမ်တစ်ခုရဲ့နွေးထွေးမှုပေါ့နော်ဒီမှာကြည့်ဒါကိုခံစားခြင်းဟိုးမှာပကြီကားကိုဒီပကြီကားမကြိုက်ရင်ဒီသက်ကြီးတဲ့ပကြီကားဆက်လိုက်ကောင်းကောင်းနဲ့ထားထားမယ်ဆိုရင်ကိုအိမ်က gallery တခုလို့ဖြစ်ပေါ့เนาะ art gallery တခုလို့ဖြစ်နေတာဟာတကယ် now ဒီရှိမှာဆိုရင် platform တခုပေါ့เนาะဆိုတော့ဒါကိုကျွန်တော်နောက်ဆုံးမှပြပေးမယ်ဒီမှာဒီ corridor တခုလို့မှာလည်း view ပဒင်းပေါက်ဆိုတာမျိုးတော့ဒီပဒင်းပေါက်ဖွင့်လိုက်ရတဲ့ဟိုဘက်အိမ်နဲ့ကတ်နေတာလည်းမရှိဘူးကြားထဲမှာဆိုရင်ပေ40လောက်ဦးချားနေမယ်ပြီးရင်အာဒီဘက်မှာတော့အောက်အလွာအတိုင်းပဲအခန်းကျယ်တစ်ခန်းဒီ joint inner ပါပြီးသားပဒင်းပေါက် air con ပါပြီးသား နောက်ဒီမှာဆိုရင်လည်းဒါတော့သုံးလောင်မြောက်ရဲ့ဟိုနောက်ဆုံး၅ခန်းမြောက်ရဲ့ကျူကန်အင်တာပါတဲ့အခန်းကျယ်ပေါ့နော်။ဘာလို့ဆိုရင် ground floor မှာတခန်းလူကြီးမိဘနေလို့ရတယ်ဧည့်သည်နေလို့ရတယ် second floor third floor မှာအခန်းနှစ်ခန်းစီပေါ့နော်။သူက grand master bedroom ဆိုပြီးတော့မရှိဘူး။ဒီအိမ်မှာကျွန်တော်ကတော့အားနည်းချက်ကိုပြောပါဆိုရင်အဲ့လိုတကယ်ဆိုဒီအခန်းကိုပေါ့နော်အပေါ်ဆုံးအလွန်မှာဟိုးထိပေါက်လိုက်ပြီးအကျဲအိတ်လှုပ်လိုက် wardrobe ဒီမှာအပြစ်ဟို bathtub ဒီအပြစ် ဝရန်ဒါတွေအပြစ်အဲ့လိုမျိုးပေါ့နော်ဒါကဒီအိမ်ကိုအားနည်းချက်ပါမြင်နေဆိုရင်ဒီတစ်ခုပဲမြင်တယ်။ဘာလို့လဲဆိုရင်အခန်းကြီးကအကုန်လုံးကဟို fix ဖြစ်နေပါတော့ကျွန်တော်တို့ဟို grand master bedroom ဆိုတော့မရှိဘူး။ Okay အဲကျွန်တော်အားနည်းချက်ပြောပြီနော်။ဆိုတော့မပြောဘူးဟိုအာဒီပွဲစားရောင်းဖို့ပဲစဉ်းစားနေတာ။ဟာအဲ့လိုတော့မပြောပါနဲ့။ပွဲစားလဲဒါကျွန်တော်တကယ်အကျိုးဆောင်လို့ပြောရမှာနော်။တကယ်တော့အကျိုးဆောင်ဆိုတာလဲအားလုံးအတွက်အကျိုး ဟိုစောင်းနေတယ်ပေါ့နော်ပြီးကျွန်တော်တို့ဆိုရင်ဒါ cost ကြီးအများကြီးကုန်ကြခံပြီးတော့ video တွေလုပ်နေတာပေါ့နော်အာကျွန်တော်တို့ဆိုရင်ကျွန်တော် team ဆိုရင်လူတွေအာ cameraman တွေ video editor တွေအများကြီးနဲ့ video တစ်ပုတ်ဖြစ်ဖို့အချိန်လေးပြီးရင်ကျွန်တော်တို့ choose gear တွေ professional တွေအများကြီးကျွန်တော်တို့ကုန်ကြပြီးတော့အိမ်တိုင်းကိုကျွန်တော်တင်ဆက်တာပေါ့နော်အာဆိုတော့ appreciate လုပ်တဲ့နေပါတော့အာကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ share တဲ့နေ share တဲ့နေဆိုတာမျိုးတော့ share ဖို့ကျွန်တော်ဖိတ်ခေါ်ချင်တာပါနော်ဒီမှာကြည့်ဦး ဒါကတော့ကိုယ့်ဟာကိုယ်ကြောညာတယ်လို့ဖြစ်သွားတယ်ဒီမှာကြည့်အောင် vibe အော်လောပန်းချံဒါကို40 60မှာဆောက်ထားတဲ့အိမ်တဲ့အိမ်လို့ဘဒူဘလူမှကျွန်တော်တို့အာ imagine လုပ်လို့မရဘူးနော်တကယ်ကိုလေးရကောင်းလွန်းပြီးတကယ်ကိုအခီကောင်းလွန်းတဲ့ဟိုဟိုလေးရောက် planner ကောင်းလွန်းတဲ့အာအိမ်တလုံးဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့အဲ့ကိုလာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ final veranda ပေါ့နော် veranda အကြီး ဝရန်ဒါအကြီးမှာကျွန်တော်ဒီ platform ပေါ့နော်ဒါကလည်း platform ပဲ walk ဒီ live activity တွေအများကြီးလုပ်လို့ရတယ်ဒီပုံမှာ barbecue လုပ်လို့ရတယ်ဒီပုံမှာ band chant လုပ်လို့ရတယ် whatever you want ဒီဘက်မှာလုပ်လို့ရတယ်ဒီဘက်ချမ်းမှာဒီဘက်ချမ်းမှာဆိုရင်လည်းအဲ့လိုပဲကင်မရာဆီကကျွန်တော်ပြပြီးပေါ့မကြည့်အောင်အောက်မှာလည်း activity တွေအများကြီးလုပ်လို့ရတယ်အဲကျွန်တော်တို့အအများကြီးခုနကကျွန်တော်ပြောခဲ့တယ်လို့ပေါ့အိမ်တလုံးကတော့ နေမယ်အိပ်မယ်ဆိုတာမျိုးတစ်ခုတည်းအများကြီးပို့ပါတယ်။ဘာလို့လဲဆိုရင်ဟိုအချိန်တော်တော်များများဒီမှာပဲနေရတာဆိုတော့လေကျွန်တော်ဗီဒီယိုအဆုံးထိလိုက်ကြည့်ပြီးတာအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အိမ်အာဝယ်ယူခြင်းနဲ့ဆိုရင်လည်း hotline ကိုဆက်သွယ်လို့ရပါတယ်။နောက်ပြီးဒီအိမ်ရဲ့ information အပြည့်ပြောရမယ်ဆိုရင်ကျွန်တော်မြောက်တကုံ55ရက်ကွယ်ဘတ်တူလမ်းမနေလည်းနေတယ်ကျွန်တော်တို့အဲဘင်းတော်မဟာဗန္ဓုလာလမ်းပေါ့နော်မဟာဗန္ဓုလာလမ်းနေလည်းနေတယ်အိမ်ကလည်းအရှိတောင်လှည့်ဖြစ်တယ်ပေါ့နော်အရှိတောင်လည်းဖြစ်တယ် ခန်းလေးအောင်လဲဆိုဖိုင်းဈေးနှုန်းကလည်းကျွန်တော်တို့2500ပေါ့နော်နီကိုရှိတ်ဈေးဖြစ်ပါတယ်အာအလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် view မှာပြန်တွေ့ပါမယ်ခင်ဗျာဗီဒီယိုအတူကြည့်ချင်းဆို TikTok မှာကြည့်လို့ရတယ်ဗီဒီယိုအရှိယူတော့ YouTube မှာ Facebook မှာတော့ပြီးတော့ကြည့်ပြီးအပ်လို့ရပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်